ကိုလုံးတဲ့လုံးကိုကိုတောင်းဝယူရမယ်ဗျအဲ့ဒါမှစစ်သားကောင်းယောက်ျားကောင်းဖြစ်မှာပေါ့အောက်မှာအကုန်လုံးကဒုက္ခတွေဝေတီခေါင်းလန်းပြီးတော့အကုန်လုံးပြဿနာတွေအတီးတီးတက်နေတယ်ဘာမှမသိဘူး မတိတိအောင်လုပ်မလားဆိုလည်းမလုပ်ချင်ဘူးနိုင်ငံတော်စည်ရင်းနိုင်ငံရေးအကြီးကျယ်ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီးစစ်တပ်ထောက်ခံသူတွေကိုယ်တိုင်က အာဏာသိမ်းစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမရောင်းလိုင်းကိုဝေဖန်ပြစ်တင်နေကြပါတယ်စစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ပြည်သူတွေကိုစိုးစိုးဝဝနှိပ်ကွပ်နေတဲ့အာဏာသိမ်းကောင်းဆောင်ဟာအခုတော့သူ့ကိုထောက်ခံတဲ့သူတွေကိုပါပြန်ဖမ်းနေပါတယ်အဖမ်းခံရတဲ့တပ်ထောက်ခံသူတွေဟာ စစ်ကောင်းဆောင်နဲ့စစ်တပ်ကိုဝေဖန်ပြစ်တင်နေတဲ့သူတွေဖြစ်ပါတယ်။ပြီးရတဲ့ဇွန်လ၂ရက်ကစစ်တပ်ထောက်ခံသူဇော်ဘုံဟင်းဆိုသူဟာပြုံးလယ်မျိုးကသူ့နေအိမ်မှာစစ်ကောင်းစီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။လက်ရှိမှာတော့သူ့ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့မန္တလေးနန်းတွင်းစစ်ကြောရေးမှစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိသူကိုဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့ရန်ကုန်မှာအမှုဖွင့်ခံထားရတာတော့ရှိတယ် အခုကဘားကြောင့်ဖမ်းတယ်ဘာပုံမှန်တွေတက်မယ်ဆိုတာတော့တိတိကျကျမသိရသေးဘူးနောက်ပိုင်းခံဝင်နဲ့ပြန်လှုပ်ပေးရင်တော့မပြောတတ်ဘူးအခုထိတော့ပြန်မလှုပ်ပေးတာသေးချာတယ်လမကရဲဘားလေစောတိုက်တော့ပြလို့တဲ့ဇော်ဘုံရင်တို့ကျော်စိုးဦးတို့ဒဇင်ဦးတို့ဟာလေဂရင်အောင်မှာပုံနေရတယ်ပုံနေတာပဲဟာဒီမှာကြည့်လိုက်ပါဦးမတို့ကဂိုးလေးပဲတော့မှဒီမှာဒီမှာဒီမှာလာရှုမျိုးကရှေးမြောက်တိုင်းစစ်ဌာနချုပ်ရမခကြားခဲ့ရင် ကိုကိုကမီးရှို့တတ်တယ်မယ်လို့ကျုံဝါဘူးသူလို့လည်းဆိုပါရယ်။သူဟာလူမှုကွန်ရက်ဆာမျက်နှာမှာစေကောင်းဆောင်ဘူဂျုံမူကြီးမြင်အောင်လိုက်အပါအဝင်စေကောင်းဆောင်တွေကိုပြင်းပြင်းထန်ထန်ဆဲဆိုဝေဖန်နေတာကြောင့်ဇော်ဘုံဟင်းကိုဖမ်းဆီးအေးအေးယူဖို့စစ်တပ်လော်ဘီတို့ဖြစ်တဲ့ဟန်ရင်ဦးကလှုပ်ဆောင်ခဲ့တာလို့လည်းသိရပါဗျ။လက်ရှိမှာတော့သူ့ကိုစစ်ကောင်စီကဆက်သွေးဥပဒေတက်မောင်ခိုမှုလက်နက်မှုလိုင်းစင်မဲ့ကာယဝယ်မှုတွေနဲ့ဖမ်းဆီးထားပြီးတရားစွဲနိုင်မှုလှုပ်ဆောင်နေတယ်လို့ ဟန်ယင်ယုံကသူ့ရဲ့ Telegram စာမျက်နှာမှာရေးသားထားပါဗျ။ဇော်ဘုံဟင်းဖက်စီခံရမှုကိုကန့်ကွက်နေကြသူတွေနဲ့ပြန်လှုပ်ပေးဖို့တောင်းဆိုနေကြတဲ့စစ်တပ်ထောက်ခံသူတွေကိုလည်းစစ်တပ်ကပုံကံဖြုတ်ချဖို့ကြံစီနေတဲ့ပူးတတ်တရှူတွေဖြစ်ဖက်စီရေးယူဖို့ပြောထားတာလည်းတွေ့ရပါဗျ။စစ်ကောင်စီဘက်ကတော့ဇော်ဘုံဟင်းနဲ့ပတ်သက်လို့ဘာတစ်ခုမှထုတ်ပြန်ထားတာမရှိပါဘူး။သူတို့ထောက်ခံတဲ့ ထောက်ခံတဲ့သူတွေလည်းသူတို့ဝေဖန်ရင်ထောက်ပြရင်သူတို့ကဖမ်းမှာပဲမကြိုက်ဘူးကျွန်တော်တို့ဒီစစ်ကောင်စီကဒီလိုမျိုးပဲကျွန်တော်တို့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဆိုရင်လည်းတန်မှုလုပ်တဲ့သူကသူ့သဘောတွေသူ့လုပ်ချင်တဲ့ဟာတွေကြီးပဲပြောပြပေးတာအောက်ကနေပြီးတော့တခုခုတင်ပြပြီဆိုရင်အဲ့တင်ပြချက်ကိုသူတို့နားထောင်တာမဟုတ်ဘူးသူတို့ဝေဖန်တဲ့ပုံစံမျိုးလိုပဲဒါသူတို့ကသဘောထားတာပေါ့နော်အခုနောက်ဆုံးတယောက်ဖမ်းတဲ့ဇော်ဖုံးဝင်းဆိုရင်တော့သူကပိုးဆူးတယ်သူကတာတာလေးနဲ့နာနာကြိုက်နေတာညားနေပြီ တိုင်မှုဘူချုပ်အဆင့် level တွေလည်းအရက်တော့ပြီးတော့မူးပြီးတော့မြီးနေတာပေါ့နော်ကြာနေပြီကြာနေပြီဆိုတော့တို့အဲ့ဒါဘလို့မှထိတ်မရတော့လို့ပေါ့နော်ထိတ်မရတော့လို့ဒါဖမ်းလာတဲ့အနေထားတို့တို့လူကတို့ကိုပြန်ဝေဖန်လို့မရဘူးတို့ပြောသမျှကိုတို့ကဟုတ်ကဲ့ပဲ yes ပဲလိုချင်တာပေါ့အဲ့လိုမျိုးအနေထားမျိုးတွေ့ရတယ်ဝေဖန်ရင်သူ့ဆရာဥဒန်းရွှေရဲ့တမက်ကိုတောင်ဖမ်းသေးတာပဲအဲ့တော့ကြာနေသူတွေ live ပေါ်မှာတို့ကိုတွားပြီးတော့အွန်ချောင်တွားပြီးဝေဖန်လို့မရအောင်အကောင့်မြောက်ပြောနေမှရမယ်အနေထားမျိုးရှိတယ် အဲသူတို့လော်ဘီတွေလည်းကြောက်သွားပြီသူတို့စစ်တပ်ကိုမဝေဖန်ရတော့ဘူးပေါ့နော်အဲ့လိုမျိုးအနေထားမျိုးတွေတောင်းဖြစ်လာတဲ့သဘောကိုတွေ့ရပါတယ်ဗျာဟုတ်ကဲ့လက်ရှိမှာတော့အာနာသိမ့်မိကလေးကစစ်တဲ့လုံဆောင်ချက်တွေကိုစင်စက်မပြတ်ထောက်ခံအားပေးလာခဲ့ပြီးစစ်တပ်ထောက်ခံသူတွေအဖြစ်နဲ့ကိုကိုကိုလက်ခံထားကြသူတွေကိုယ်တိုင် စစ်တဲ့ဆေးရေးရှုံနေမှုတတွင်းမညီမျှမှုတွေနဲ့အချင်းဖြတ်ချစားမှုတွေကိုဝေဖန်ပြောဆိုလာတဲ့အထိအခြေအနေတွေပြင်းထန်လာခဲ့တာပါဒီလိုဝေဖန်ပြောဆိုမှုကြောင့်ဖက်စီခံနိုင်ရတဲ့စစ်တပ်ထောက်ခံသူတွေများစွာရှိလာနေပြီးသူတို့ကိုနိုင်ငံတော်ကြီးညိုပြက်စီမှုရစသက်ကြီးဥပဒေပုံမှ905ကကြီး124ဥပဒေတွေနဲ့အရေးယူထောင်ချမှုတွေရှိနေပါတယ်ဒီရစသက်ကြီးဥပဒေပုံမှတွေဟာစစ်ကောင်စီကဒီမိုကရေစီရေးတကြွလှုပ်ရှားသူတွေများစွာကို ဖမ်းဆီးထောင်ချခဲ့တဲ့ဥပဒေပုံမှန်တွေလည်းဖြစ်ပါတယ်။သူ့ကိုထောက်ခံတဲ့သူတွေကိုလည်းသူ့ကိုပြန်ပြီးဆန့်ကျင်လာတဲ့အနေထားပြအောင်မှဖြစ်လာတာ။အခုရေနောစစ်တပ်ကိုထိုင်ထောက်ခံနေဆိုရဲအဲလူတွေမှာကဘုံတော်ကြီးတွေပါတယ်။အဲဒီဘုံကြီးတချို့ကနော်ဒီကောင်းဆောင်တွေကိုဟိုပြစ်တယ်ပြောဆိုတဲ့အိစားတွေရှိခဲ့ပါ ဲ့ဘုံကြီးတွေဖြစ်တော့တိတ်ပြီးတော့သူရေးရီကိုမင်းနဲ့ခက်တာအဲ့တော့သူရဲ့တော်ပြီးလုတ်တဲ့ကောင်းကြီးတွေမှာရတားတွေရကူဟိုဖန်ဆာတဲ့ပုံကိုဆိုလို့ရှိရင်သူရဲ့အဲ့ဒီပြုတ်စစ်တဲ့ပြန်ကြည့်ရတာမင်းအောင်ဆိုင်နဲ့ဒီသူစစ်ကောင်းဆောင်ကြီးပုဂ္ဂိုလ်ရေးရဆိုင်ဆောကားပုတ်ခတ်တာရှိအဲ့တော့အဲ့ဒီလော်ဘီလုပ်နေတဲ့ကောင်းကြီးအားလုံးက ူတို့ကိုအေးအေးယူမယ်ဆိုရင်ရေးယူကြပြင်းမှုရရရှိနေတာကြီးပဲတယောက်ကိုသုံးလေးမူလောက်ရှိတယ်နော်အဲရှင်းမှုတွေငွေကြေးမှကမှန်မှုတွေတို့လိုရှိတယ်အဲတော့သူတို့ကကံလာတစ်ခုတော့သူတို့ကောင်းဆောင်နေပြီနော်မထိခိုက်သေးတဲ့ကောင်းလာတစ်ခုတွေ့မှာတော့သူကစွန်ဓာရီကိုပြန်ပြီးထားတာအခုကတော့သူတို့ရဲ့တောဆူမှုရှင်းချက်တွေကတော့ကို ပြင်းထန်ရင်းပြီးတယ်နော်ဆဲဆူတာတွေကြီးဖြစ်လာတဲ့အခါကျတော့ဒါမျိုးတွေဆက်ပြီးတော့ပြန်သွားမလာဘူးအတွက်တားဆီးတယ်ဆိုကျွန်တော်ကတော့ယူဆပါတယ်အဲဒါကြောင့်ဒီလူတွေကိုဖမ်းလိုက်တယ်ဖမ်းလိုက်တဲ့အခါလဲငကူတွေကအမှုခင်းနေရအသိရှိပြီသားဖြစ်နေတဲ့အခါကျတော့အရင်ယူချက်ပုံမှန်တွေကလည်းအသိရှိဒါအပြင်စစ်ကောင်စီကိုဝေဖန်ထောက်ပြတယောလို့ဖမ်းဆီးခံရတဲ့ စစ်တပ်ထောက်ခံသူတွေပြူစောဒီကောင်းဆောင်တွေနဲ့အငိမ့်စားတက်မတော်အရာရှိတွေဗိုလ်မှူးကြီးတွေလည်းရှိနေပါဗျ။မြေပြင်ပကတိခြေနေတွေကိုရေးသားတဲ့စစ်တပ်ထောက်ခံသူတွေကိုဖမ်းဆီးမှုတွေရှိနေပြီးမိထီလာမျိုးအတွင်းမှာစစ်မှုထမ်းအတွက်လူစားတို့ငွေကြေးကောက်ခံနေမှုလူစားတို့ဘုတို့ကိုငွေကျပ်သိမ်းဆည်ချီပေးနေရမှုနဲ့ပေါ်တာဆွဲဖမ်းဆီးနေမှုတွေကြောင့်လူငယ်ရွယ်ပြည်မထွက်ရတော့တဲ့ခြေနေတွေကိုရေးသားဖော်ပြခဲ့လို့အငိမ့်စားအုပ်ခွဲတက်ချက်ကြီးတအူးလဲဖြစ် ယူဆိုတီကောင်းဆောင်လေးဖြစ်တဲ့ဇော်ယူထွန်းကို2025မေ15ရက်ကဖမ်းဆီးခဲ့ပါသေးတယ်။ဒါအပြင်စစ်တပ်ထောက်ခံသူ9မင်းဆွေစစ်တပ်ကနေဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့အနားယူခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကဥချော်စီရတို့ကိုလည်းစစ်တပ်ပေါ်ဝေဖန်ပြောဆိုရေးသားမှုတွေကြောင့်ဥပဒေပုံမှန်တွေနဲ့ဖမ်းဆီးထိန်သိမ်းထားပြီးအခုချိန်ထိပြန်လည်လွှတ်ပေးတာမရှိသေးပါဘူး။ဒီတစ်ဖက်ကလည်းဒီကောင်ရင်းအားစုတွေကပုံစံမျိုးစုံနဲ့အမေတိန်ထုတ်နိုင်တယ်မြို့တွေတိန်လာနိုင်တယ် အပြီးတော့စကားနဲ့တင်းလာနိုင်တယ်။စီရင်ချိန်နေမြင့်လာတယ်။အဲပြီးတော့ပုံစံမျိုးစုံနဲ့ဟိုဟိုတက်ကောင်စီရဲ့လက်နဲ့ခဲရနေကိုစုလိုက်ကြုံလိုက်ရလာတယ်။အဲ့တော့ဒီဟာတောက်လျှောက်ခုနောက်ပိုင်းမှာခက်ဆိတ်ဆိတ်ဖြစ်လာတဲ့အချိန်မှာအဲသူကြောက်လာတာပေါ့။ကြောက်လာတော့သူအားလာမရဖြစ်လာတယ်။အဲသူတို့တောက်လျှောက်တက်ကောင်စီဘက်ကနေပြီးတော့ဒီဒီလူတို့ဒုက္ခပေးဖို့ရောတော်တိုင်းရာစုတွေကိုနှိမ့်ကနှိမ့်ကွပ်ဖို့ရောပုံစံမျိုးစုံနဲ့ပြောလာတဲ့လူတွေဆိုတော့ တိုင်းရင်အားစုတွေဘက်ကတိုင်းအောင်နေတယ်နေသူတို့နေရာမရှိတော့ဘူးစိတ်ကောင်းစီလဲသူတို့ဘက်ကရှုံးနေရတဲ့ချိန်ပြီးတော့သူတို့ဘက်မှာလည်းဒီပုံစံမျိုးစုံနဲ့ဟိုတက်တွင်းပြုတ်ကွဲမှုတွေဖြစ်လာတဲ့ချိန်မှာဒီငကောကသူတို့ဖားရပြီးတော့ပြောနေတဲ့ကောင်တွေအခုသူတို့ဝေဖန်တိုက်ခိုက်လာတော့အဲဒီကောင်တွေအနေနဲ့ခုလိုချိန်မှာအချိန်ရမ်းရမ်းပြီးတော့ဖန်တီးတာမျိုးတွေလည်းဖြစ်ဖြစ်လာတာပေါ့တစ်ဖက်မှာလည်းစစ်တပ်အတွက်ဝါဒဖြန့်သတင်းတွေရေးသားတင်ဆက်နေတဲ့သတင်းတောက်ကျော်စိုးဦး မဘာသာဖွဲ့ဝင်လည်းဖြစ်စစ်တပ်ထောက်ခံသူလည်းဖြစ်တဲ့မပူတူနဲ့ပြူစောတီကောင်းဆောင်မဘာသာဖုန်ကြီးဖြစ်တဲ့ပောက်ကိုယ်တော်တို့ကိုလည်းစစ်တပ်ကဖမ်းဆီးပြီးစစ်ဆေးမေးမြန်းခဲ့ပါသေးတယ်။ဒါအပြင်2021အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူတီမေအောင်လိုင်ကိုဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့အငြိမ်းစားတိုက်ရာရှိတွေဖြစ်ကြတဲ့ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထုတ်စစ်အနာရှင်ဟောင်းဦးတန်းရွှေရဲ့သမတ်လည်းဖြစ်စစ်စေးတက်ကနေဗိုလ်မှူးကြီးစစ်နဲ့အငြိမ်းစားယူခဲ့တဲ့ဒေါက်တာနေစုမောင် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမြင့်လိုင်တို့ဟာလည်းစစ်တပ်ရဲ့ဖမ်းဆီးထောင်ချခြင်းကိုခံထားရပါဗျာ။